တခါတော့ကတောခွေးတကောင်ရှိတယ်အတောခွေးပေါ့နော်အဲ့တောခွေးကတနေ့ကျတော့ तू တောထဲမှာလဲ तू အစာရှာလာခတ်ပုံရတယ်အဲ့ဒါနဲ့ तू ရွာထဲကိုဝင်ပြီးတော့ညဘက်မှာပေါ့နော်တခုခုရလို့ရညဝင်ရှာတဲ့အခါမှာရွာထဲလဲဝင်လိုက်လိုက်ချင်းမှာရွာခွေးတွေကသင်းကိုဝိုင်းကြိုက်ပါလိတော့ဟာဟာကြိုက်တယ်ကြိုက်တယ်အဲတောခွေးကကြောက်ပြီးတော့ရွာခွေးကလည်းနည်းနည်းတော့အုပ်စုကတောက်တာမဟုတ်ဘူးလေနော်ခွေးအုပ်စုကတောက်ဟိုဝိုင်းကြိုက်တဲ့ကကြောက်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 နဲ့ပြင်းပြင်းနဲ့ဘယ်ရောက်သွားလဲဆိုတော့ အိမ်တိန်ကတကားဖွင့်တာတကားဖွင့်တဲ့ခါကျတော့အဲ့အိမ်ထဲကိုတစ်ခနဲ့ဝင်ပြေးရပြေးလဲပြေးရောအဲ့ဒီအိမ်ထဲမှာမဲနဲ့အင်တုံကြီးတစ်ခုရှိတာသူမသိဘူးအဲ့ဒါနဲ့အဲ့ဒီမဲနဲ့အင်တုံတွေကိုပြုတ်ကြသွားအဲပြန်လဲထွက်လာတော့တကားလဲတကောလုံးကတကောပြာပြာဆင်းနေတာပေါ့လေအဲ့ဒါနဲ့တကားလဲတောထဲကိုရောက်ပြီးတောထဲအထိပြေးတာပေါ့တောထဲလဲရောက်တော့သူ့ဘယ်သူမှမမှတ်မိတော့ အဲ့တော့မဲနယ်တွေပိနေတဲ့ခါကျတော့ဟာတရိษံနဲ့ကြောက်နေတာပေါ့ကြည့်ပြီးတော့တရိษံဆိုတော့အုံတော့မှမရှိကြောက်ကြောက်နေတာကြောက်နေတဲ့ခါကျတော့ဒီကောင်သတိထားမိအင်းသူသွားပြီးချောင်းဝင်လဲသွားကြည့်လိုက်တဲ့ခါချောင်းထဲမှာပေါ်နေသူ့ပုံသူ့တော်မမတ်မိဘူးမဲနယ်တွေတကောလို့အင်းငါတော့အကြံထုတ်ပါဟာဒါဘာကောင်ကြီးလဲပေါ့ဝိုင်းမိမေးကြအေးအားလုံးမှတ်ထားဒါကဘိုးတော်တဲ့ဂျာမင်းကတော်တရိษံနေအားလုံးအုပ်ချုပ်ဖို့တော့ငါ့ကိုလွတ်လိုက်တာဟာဟာဘိုးတော်တဲ့ဂျာမင်းကလွတ်လိုက်တာဒီလိုကောင်မျိုးကလည်း တခါမှမမြင်ဘူးတခါမှမမြင်ဘူးအဲ့ဒါနဲ့တော်ထဲမှာရှိတဲ့တရိစံတွေအားလုံးကလည်းရှင်သေးတို့ဘာလဲတိုက်မိပြီးတော့မှသူ့ကိုတခါလဲမင်းမြောက်ထားလိုက်တော်ဘယင်ဖြစ်သွားတာဗောတောက်ခွေးကဟာဟန်ကြလို့ရှင်သေးကလည်းသူတခါမှမမြင်ဘူးတဲ့အခါကျတော့ကြောင်တောင်ဖြစ်တာဗောအဲ့ဒါနဲ့သူ့ကိုခေါင်းဆောင်တင့်ထားတဲ့အခါမှာအာအကုန်လုံးကသူ့ကိုအလုံးကျွေးပြူ啊အဲ့လိုနဲ့တပတ်လောက်နှစ်ပတ်လောက်တော်တော်ဟန်ကြအဲ့ဒါလို့ဟန်ကြနေတော့မှာ သူကဒီလိုမျိုးသူ့ရဲ့တကယ်အချွေရံနေနဲ့ဟန်ကြနေတော့မှာတနေ့ကြတော့ဟိုဘက်တော့ကနေပြီးတော့ခွေးအုပ်တွေပေါ့သူတို့ရဲ့ဒီတော့ခွေးအုပ်တွေကဥရာပေါ့လေဥတဲ့အခါမှာအဲ့ဒီဥတံကြားတဲ့အခါမှာအဲ့ဒီတော့ခွေးကဥဂျင်စိတ်ပေါက်ဥဂျင်စိတ်ပေါက်မဥပဲလဲသူမနေနိုင်ဘူးထိမ့်နေဟိမရဘူးထိမ့်နေဟိမရဘူးအလိုမမယိုးမယွဖြစ်လာထပြီးတော့ဥလိုက်တဲ့အခါမှာ သင်ခွဲမအကုန်တိကောအဲ့ဒါနဲ့အာသာတို့ဝိုင်းပြီးတော့เนาะသူ့ရဲ့တယုတ်မှန်ပေါ်သွားတော့ဝိုင်းကြိုက်လိုက်တာတခါတည်းအသက်ဆုံးရှုံးပြီးတော့မှเนาะသူဒုက္ခနဲ့တွေ့ရတာပေါ့အဲ့တော့ဒီပုံမြင်လေးကနေဒါကတော့ interior ပုံမြင်လေးဖြစ်ပါတယ်လောကမှာကျွန်တော်တို့ကဘာတွေ့ရလဲဆိုတော့ authenticity ပေါ့ကိုယ်ပိုင်ဖြစ်မှုဟာအလွန်အရေးကြီးတယ်လောကမှာဟန်ဆောင်တာတွေမှန်သမျှဟာအာနိသင်ကင်းမဲ့ဒါကိုကျွန်တော်ခဏခဏပြောမှာဟန်ဆောင်တာတွေမှန်သမျှဟာအာနိသင်ကင်းမဲ့ အဘယ်ရောက်မစို့လုံးမယ်ဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ကိုယ်ပိုင်ဖြစ်မှုနဲ့စ조사အားထုတ်ဖို့လို့လူချင်းတို့ကျွန်တော်အခုပြုံးပြီးရပြီးပြောကျွန်တော်ဟန်ဆောင်ပြီးပြုံးပြီးရပြီးပြောရင်တစ်ခါပြောလို့ရမယ်နှစ်ခါပြောလို့ရကြာရင်အလိမ်ပေါ်တယ်ကျွန်တော်တို့ကဒီလောကမှာကျွန်တော်ရက်တီလာဆိုကျွန်တော်အသက်16နှစ်တည်းကစာစာရေးတာ2000ကျင်းနှစ်တည်းကကျွန်တော်စာစာရေးတာ2025မှာကျွန်တော်ရစာရေးတဲ့25နှစ်ရှိကျွန်တော်ဟောပြောတဲ့တက်က16နှစ်နှစ်20လောက်ရှိကြာရင်လူတွေကကျွန်တော်တို့ဟန်ဆောင်ရင်ဘယ် တစ်ခါတစ်ခါဘောကြိုင်တိမှာဗောကိုပိုင်ဖြစ်မှုနဲ့ယက်တီမှာသာ네ပယ်တီးတီးမှာထိတ်တန်းမှာကာလရှည်ကြာစွာယက်တီနိုင်မှာဖြစ်တယ်လွန်ခဲ့တဲ့9နှစ်ကလည်းလွန်ခဲ့တဲ့10နှစ်ကလည်းလင်းတိုက်ညွတ်ရှိတယ်အခုလည်းရှိတယ်နောက်10နှစ်နဲ့20နှစ်လည်းကျွန်တော်တို့ရှိအောင်ဆက်ကြိုးစားဒါဆိုရင်ကျွန်တော်တို့ကိုပိုင်ဖြစ်မှုဟာအရေးကြီးတယ်ဒါကြောင့်အောင်မြင်ရင်လူတွေကြိုက်တာကိုဟန်ဆောင်ပြီးလိုက်မလုပ်နဲ့အောင်မြင်ရင်လူတွေကြိုက်တာကိုလိုက်ပြီးတော့ဟန်မဆောင်နဲ့ကိုကြိုက်တာကိုကိုလုပ်ပါ ိမအဲ့ဒီအရာကိုလူတွေကြိုက်လာအောင်လုပ်ပါကျွန်တော်ဆိုလိုတာသဘောပေါက်လားမသိအောင်မြင်မှုကလူချင်းမျိုးကိုစောင့်ကြိုနေပါအဲ့တော့ဒီ season ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်ငါးကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်။အဲ့ဒီ season မှာပါဝင်ရင်ကျွန်တော်အခု video file လေးကိုမျှဝေလိုက်ပါ။မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ထက်ငါးကိုရွေးချယ်ပြီးကျွန်တော်ရဲ့မေတ္တာအတကြက်တင့်ကောင်းမှာတရဖူစောင်းနိုင်မှုစမ်းတစ်တီထွင်စွာအောင်မြင်ခြင်းကိုယ်ရီကိုသိမြင်မှာစွာအောင်မြင်ခြင်းနဲ့မြန်မာနီးမြန်မာဟန် marketing စာအုပ်ငါးကို တယောက်ကိုတအုပ်နှုတ်နဲ့ကျွန်တော်ရဲ့အမတ်တရားလက်မနဲ့တူအိမ်တန်ရာရောက်လူကျွန်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်တယ်အခုကျွန်တော်တို့ဆယ်လာပိုင်းမှာဖွင့်မှာကတော့ဒါကျွန်တော်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာတင်တန်းတစ်ခုဖြစ်တဲ့ Certificate in General Business Management စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာတင်တန်းဖြစ်ပါတယ် စီဝါရေးစီမံခန့်ခွဲမှုပညာကိုအခြေခံကစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မိသူမဆိုတက်နိုင်တယ်မြန်မာလူတင်ပေးမှာဖြစ်တယ်မပြင်းအောင်တင်ပေးမယ်လက်တွေ့ပြန်သုံးနိုင်အောင်တင်ပေးမှာဖြစ်တယ်အဲ့တော့ဒီတင်တဲ့နေ online တင်တဲ့ကတော့အခုဆယ်လာပိုင်း28နှစ်အင်ကာနေစ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data အသီးသီးကမ္ဘာ data အသီးသီးကတက်နိုင်ပါတယ်နိုင်ငံခြားရောက်နေတဲ့သူတွေလည်းတက်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့တင်မဲ့ပုံစံကတင်တဲ့စတင်မဲ့ဆယ်လာပိုင်း28နှစ်အင်ကာနေကနေစတင်ပြီးနေ့စဉ် recorded video တွေကိုကျွန်တော်တို့က Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ထားပြီးမှဖြစ်တယ်။တနန်းကာလတက်လာပြီးသွားတဲ့တိုင်အောင်အဲ့ group ကိုမဖြတ်ဘဲထားရပြီးပြီးတော့နောက်6လ10လောက်ထိထားရပြီးမှဖြစ်တဲ့အတွက်ကိုယ်စိတ်ကြက်အထက်ထက်သင်ခန်းစာတွေကိုပြန်လေ့လာနိုင်တယ် သူကနှမျိုးတင်ရမယ်နေ့စဉ်က recorded video တွေတင်ရမယ် appsin တနင်္လာနေ့ည၈နာရီတိုင်း zoom application ကနေ live လုပ်ပြီးတော့လဲ live ပဲချောင်းတင်ကြမှာဖြစ်တယ် appsin တနင်္လာတလဆိုတော့၄ချိန်ပါအဲ့ဒီမှာကျွန်တော်နဲ့တူးချင်းတွေ့ပြီးတော့စိတ်ကြိုက်မေးခွန်းတွေမေးနိုင်တယ်အဲ့တော့တနင်္လာတက်နေနဲ့ group coaching မှာရအောင်ဆောင်ပေးတာဖြစ်တယ်အဲ့ဒီ live lecture လွှင့်တဲ့အချိန်မှာလဲကိုကမအားရင်မပူနဲ့နောက်ရမှာ recorded video ကို facebook group ရော telegram private channel မှာရောပြန်ကြည့်နိုင်အောင်တင်ထားပေးမှာဖြစ်တယ်တနင်္လာကလာတလပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးပါမယ် အပြင်လူတွေ့တင်တန်းကတော့ရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတယ်ကျွန်တော်ရဲ့ Emerald တင်တန်းကြောင့်မှာတော့တော့17လပိုင်းတွေကိုရောက်သွားမယ်17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတနေ့နေ့2ရက်မှာမနက်7:00နာရီနဲ့ညနေ6:00နာရီထိ2ရက်အချိန်ပြည့်ကျွန်တော်နဲ့ရင်းနှီးချစ်ခင်ဆိုတာတွေ့ဆုံပြီးတက်ရောက်အောင်ဖြစ်ပါတယ်အဲ့တော့လူချင်းတို့ online တင်တန်းပဲတက်ချင်းတက်ချင်းအပြင်တင်တန်းပဲတက်ချင်းတက်ချင်းလူချင်းတို့ရဲ့ number ရဲ့ phone number ရဲ့ comment မှာမရင်းနဲ့ messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးမယ်အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်းကို online ကပထမအဦးဆုံးအရောက်တရာ အပြင်ကပထမဦးဆုံးအယောက်30ကို10% discount ပေးထားပါလို့သတင်းကောင်းပါလို့ပါအစင်းပေးရင် Facebook ဆိုရင် LYNNLINTHIKNYUND နောက်ကမြန်မာဆန်းပါတယ် English ကိုရေးထားတယ် follower 3.8 million ကျော်ရှိတယ် TikTok မှာတော့လင်းတိုင်းညမြန်မာမြင်လို့ကျွန်တော်မြန်မာလိုရေးထားတယ် follower နဲ့ကြည့်ပါနော် follower 3.2 million ကျော်ရှိတယ်ဒီ account တစ်ခုပဲကျွန်တော်သုံးပါအဲ့ဒီရဲ့ message မှာစင်းပေးနိုင်ပါတယ် ်နိုင်ငံခြားသူတွေဆိုတော့နိုင်ငံခြားကဘာတင်တန်းတက်ချင်ပါလေလို့ရေးတာပြီးကျွန်တော်တို့ငွေလွှဲရမယ့်အကောင့်တွေပြန်ပို့လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ငွေလွှဲပြီး screenshot ပို့လိုက်ရင် group ထဲဝင်လို့ရအောင်ဆောင်ပေးမှာဖြစ်တယ်အဲ့တော့အခုပထမအဆုံး online ကတရားအပြင်ကအယောက်30 10%ပေးတာပြည့်တော့မယ်နော်ဒါကြောင့်မြန်မြန်အပ်ထားပါဒီတင်တန်းတွေဘလို့လူတွေတက်တဲ့နဲ့ကိုယ်ကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီးအောင်မြင်ပြီးသား management ပညာကို theory စတင်လည်လာခြင်းနဲ့တက်ရောက်နိုင်ပါတယ် ်စီပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမယ်ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်ဒါမှမဟုတ်ကိုကဝင်ထမ်းလုံသက်အတွေ့အကြုံရှိပြီးသားအောင်မြင်ပြီးသား management ပညာကို theory လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်စီပွားရေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ MBA ဆက်တက်မဲ့ Diploma ဆက်တက်မဲ့သူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်ပါတယ်နောက်ကောမှ business idea တခုရှိတယ်အဲ့ဒါကိုလက်တွေ့ account ထဲပေါ်ခြင်းတဲ့သူတွေလည်းတက်ရောက်နိုင်ပါတယ် management ပညာကိုအသုံးပြုပြီးတော့ဘဝအောင်မြင်ဖို့မိမိလုပ်ငန်းအောင်မြင်ဖို့အတူတကွလေ့လာရင်တည်ဆောက်လိုက်ကြပါစို့ဒီအဆီဇွန်ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်လက်ဆောင်လည်းပေးထားတာဖြစ်တယ်ဒါကြောင့်လူကြီးတို့စာအုပ်လက်ဆောင်မှာပါခြင်းလည်းကျွန်တော်တို့အခုဗီဒီယိုဖိုင်ကိုမျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပြီကျွန်တော်မကြမီမှာရွေးချယ်ပေးမှာဖြစ်ပါတယ် We must work together we must build our nation